ားလုံးပဲမင်္ဂလာပါဒုက္ခ YouTube channel လေးရနေအားလုံးကို ပြန်လည်ကြိုဆိုလိုက်ရပါတယ်ဒီနေ့မှာတော့စာရေးဆရာပါပီယွန်ရေးသားထားတဲ့ခရမ်းကျင်သီးလေးတွေဆိုတဲ့ဝိထုတော်လေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ် အတိပ္ပယ်မေလွန်းတဲ့ဗမာတည်းရှင်ဇကားတွေကို မောင်ပါပြီးဘယ်တော့မှမကြည့်ဘူးလူတွေကိုကလီထိုးပြီးရီခိုင်းတာကိုကြည့်ပြီးလိုက်ရည်နေတဲ့လူတွေဇွကြီးဒရာမာဆန်ပြတာကိုလိုက်ငိုနေတဲ့လူတွေကိုလည်းမောင်ပါပြီးနားမလဲပါအဲကြောင့်ထပ်ပြီးယုတ်တိမေလွန်းတဲ့ထိုးစက်တွေနဲ့ဖန်တရားတည်နေတဲ့ဟာတွေစက်ပြာအော်ပရာလို့ခေါ်တဲ့ကိုရီးယားဇလန်းတွေလည်းထိုးနေ၎င်းပဲ ဲ့ဒီလိုပြောလို့ဟောလိဝုဒ်ဇာကားတွေကတော့ဘလောက်ကောင်းလဲလို့မေးလိုက်လူကြိုင်များတဲ့ပိုးကြောင်ကြောင်အမေရိကန်ဒက်ရှင်တွေလည်းအများကြီးပါပဲဆိုတာဝန်ခံရလိမ့်မယ်ဒါပေမဲ့အော်စကာဆုရတဲ့ဇာကားတွေကိုခင်ဗျားတို့ကြည့်ကြည့်ပါသူတို့မှာအင်မတန်နုပညာမြောက်တဲ့ဒက်ရှင်တွေလည်းထွက်နေသေးတော့ကိုဗျတနိုင်ကျော်နှစ်နိုင်လောက်ပြေးလိုက်ရတဲ့အချိန်တွင်းမှာရင်ပတ်ထဲညီသွောင်းလှုပ်ပြနိုင်တဲ့ဒက်ရှင်ဇာကားတစ်ခုဟာခုပြောနေကြစကားနဲ့ပြောရရင် လူဖြစ်ရတာတန်လိုက်လေဆိုတဲ့အရသာမျိုးတခြင်းကောင်းကောင်းတစ်ပုတ်နားထောင်လိုက်ရတဲ့အခါစောက်ကောင်းကောင်းတအုပ်ကိုဖက်လိုက်ရတဲ့အခါဝီစကီကောင်းကောင်း၃ဘတ်လောက်တောက်လိုက်ရတဲ့အခါငါဟာအင်မတန်လူဖြစ်ရချိုးနားလိုက်တာပါလားဆိုတဲ့အတွေ့မျိုးဝင်လာတတ်တာမျိုးထားလိုက်ပါတော့တခါတော့ဗမာတက်ရှင်တိတ်ကြိုက်တဲ့မောင်ပါပီကြီးရဲ့ဒေါ်ကြီးတွေနဲ့အဲ့ဒီဟာရီကိုတိတ်မောင်းတဲ့မောင်ပါပီတို့အဆက်ဟန်မတည့်ငယ်ပုံလေးကိုပြောပြခြင်းလို့ အိမ်ခဏပြင်းနေမောင်ပါပီတယောက်ပေါ့ဗျာညာမိုးချုပ်အရက်ဆိုင်လက်ဖက်ရည်ဆိုင်တွေကအာရိုက်ပြီးအိမ်ပြန်လာရင်စိတ်ဆင်းရဲရတာကဗမာတက်ရှင်ကိုဧကန်းမှာအတန်ကျယ်ကြီးဖွင့်ပြီးထိုင်ကြည့်တတ်တဲ့ဒေါ်ကြီးနဲ့ဒေါ်လေးတို့ကြောင့်အင်မတန်စိတ်ဆင်းရဲခဲ့ရတာပေါ့ဘာမှမသိတဲ့ဝူဝဝဒိုင်ယာလော့တွေကြောင်တောင်တောင်တီးလုံးတွေမကြခြင်းနဲ့အိမ်ငယ်တွေကနေကြနေရတာကိုအဆင်မရှိတဲ့ဟာတွေဘာညာသွားဝေးပန်ပြန်ရင်လဲ ငါတို့ဘာသာကြိုက်လူကြီးလားမကြားချင်းနားပိတ်ထားဆိုပြီးအဟောက်ခံရသေးတာဒီလိုနဲ့ဒီနေ့အိမ်ပြန်လာတော့သူတို့တွေအဲကဲမှာငုတ်တုတ်ထိုင်နေကြပြီမဲ့ဗမာကားတွေဘာတွေကြည့်မနေဘူးဗျအဲ့ဒီမှာမောင်းပါပြီးအိမ်ကနေဝင်ပြီးရန်ကုန်ကတည်ရေးဆရာတယောက်ကဒါလေးကြည့်ကြည့်ရေလည်းမိုက်တယ်မောင်းရဆိုပြီးလက်ဆောင်ပေးခဲ့တဲ့ DVD ချက်ကိုသွားယူလာပြီးဖြန့်ကြည့်တော့တာပဲဂျီရိုကြီးတွေကလည်းဟဲ့ဘာကားတော့ဆိုပြီးဝင်မော့တော့တာပေါ့ဇကားကအီရန်ဇကားဗျ မကြည့်ဆိုတဲ့အီရန်ဒါရိုက်တာရိုက်တာဇလန်ကစကားပြောခန်းကိုတိတ်မပါတာရဲ့တခွန်းစားနှခွန်းစားအဲ့ဒီလိုလေးတွေကြည့်ပဲဗမာကားတွေနဲ့ဘာကွာလဲကြည့်အချင်းချုပ်ပြောရရင် အာဖဂန်နစ္စတန်ကစစ်ပြေးဒုက္ခသည်တွေဟာအီရန်နဲ့ဝင်ပြေးလာပြီးတီဟီရန်မြို့စင်ကြေပုံးမှာခိုးလုံနေကြတဲ့အချိန်မန်ပုံနေမရှိ အလုံးလုံးခွေမရှိအဲ့ဒီလိုတရားမဝင်ဘဝတွေပေါ့ဆောက်လုပ်ရေးလုပ်ငန်းတွေမှာလုံခြံဝင်လုံးကြပြီးအသက်ဆက် ရေဒီဝင်ဖန်းရင်ပြီးအရှင်ကစင်ကာပူအခုမလေးရှားနဲ့ယူရီးယားကတရားမဝင်ဗမာလီတို့ပေါ့အဲဒီဆောင်းလုံရေလုပ်ငန်းတစ်ခုမှာအီရန်ကောင်ကအလုံသမားတွေကိုလက်ဖက်ကြီးဖြောမုံကြွေးလုတ်တယ်ကောင်အလုံသမားတွေနဲ့တဲ့ဘူးမတဲ့ဘူးတစ်ချိန်လုံးရန်ဖြစ်နေရအဲ့ဒါမှာအာဖဂန်လုံသမားတယောက် မတော်တဆဖြစ်ပြီးခြေကျိုးသွားတယ်အဲ့ဒီလူခြေကျိုးသွားတော့သူ့နေရာအစားထိုးဖို့သူ့စေကျော်သက်သားလေးရောက်လာကော အာဖဂန်ချာတီကလေးကပြော့ဒီပြော့ဖက်နဲ့အလုံကျန်းသိမ့်မလုံနိုင်ဘူး။ဒါနဲ့ဖိုမင်လုံးတဲ့သူကလက်ဖက်ကြီးဖြော်တဲ့အီရန်နဲ့အာဖဂန်ချာတီကလေးကိုအလုံချင်းနေရာလဲပေးတာ။အရမားလက်ဖက်ကြီးဖြော်တဲ့အီရန်ကောင်ကပေါက်ကွဲတော့တာပေါ့။တစ်ချိန်လုံးသူ့နေရာလှုပ်သွားတဲ့အာဖဂန်ချာတီလေးကိုဒုက္ခပေးမလို့ချောင်းနေတာ။ချောင်းနေနေဘာတော့တွေ့လဲဆိုတော့အာဖဂန်ချာတီလေးကကောင်းလေးမဟုတ်ဘူးဗျ။သပင်ရှိကြီးနဲ့အာဖဂန်မာလေးသပင်နေဖိအင်းနေတာကိုချောင်းကြည့်ရင်တွေ့သွားတာ။ နောက်နေ့တွေကျတော့ခဆူဆူအီရန်ကောင်အချို့ချက်ချင်းပြောင်းသွားတယ်။ရုပ်ကြမ်းလေးအောင်ဆောင်ထားတဲ့အာဖဂန်မာလေးကိုအကာအကွယ်ပေး၊ကူညီပေး။ဟီလေတွေစွတ်ကြွေတော့တာ။ဟိုကသူ့ကိုစကားတခွမှမပြောဘူး။ဒီလိုနဲ့တိတိသူတို့စောင့်လုပ်ကြီးတဲ့ကိုလာဝကတွေအလစ်ဝင်းဖန်းတော့အာဖဂန်တွေအကုန်ထွက်ပြေးရတယ်။ကျောင်းနဲ့တရားဖြစ်နေတဲ့အာဖဂန်မာလေးကိုတစ်ဖက်သက်ကြိတ်ကြိုက်နေတဲ့အီရန်ကောင်ကအတင်းပြေးခိုင်း။သူကတော့လာဝကတွေကိုအတင်းဝင်လုံးခြေနှလုံးတွေပါတယ်အတင်းဆွဲဖက်ထား။ကောင်မလေးကိုအော် ပြေတော့ပြေတော့ဘာညာဖို့လာဝကရဲတရသူ့ကိုဝိုင်းရက်ပြီးရဲစခန်းကိုဖမ်းသွားရော အာဖဂန်မာလီကတော့လွတ်သွားတယ်ရဲစခန်းပြန်လွတ်လာတော့အဲ့ဒီအီရန်ကအာဖဂန်မာလီကိုလိုက်ရှာတယ်မတွေ့ဘူးအာဖဂန်စစ်ပြေးနေတဲ့နေရာတွေအထိလိုက်ရှာတယ်မတွေ့ဘူးကော်မလီကသူ့ကိုတနေရာကနေပြီးတော့မြင်ပြီးငေးနေတာမိန်းကလေးလိုဝတ်စားထားတော့သူကသတိမထားမိသူ့ခမယာယူတပိုင်းဖြစ်နေပြီနောက်ဆုံးသူ့လုပ်ထဲကအာဖဂန်ကောင်နဲ့တွေ့တော့ ကောင်းမလေးဘယ်နေရမှာလဲဆိုတာတီသွားတယ်အသာလေးသွားကြည့်တော့သူရင်ကျိုးပြန်ရောကောင်းမလေးခင်ဗျာမြစ်ထဲမှာကြောက်တုံးနေဆဲတဲ့အလုတ်ကိုပင်မဆင်းရဲကြီးဆိုတာလှုပ်နေတာကိုတွေးလိုက်ရတာကိုဒါနဲ့အီရန်ကောင်သူ့ဆောက်လို့ရေးကဖူမင်းစီမှာအပ်ထားတဲ့သူ့ပိတ်စာနေအကုန်ထုတ်ကောင်းမလေးဒုက္ခရောက်နေတာကိုမကြည့်ရလို့ခူနာကအာဖဂန်ကောင်ကိုကောင်းမလေးရဲ့အဖေလက်ထဲထည့်ပေးပါဆိုပြီးအပ်လိုက်တယ်သူပေးလိုက်တဲ့ပတ်စံကကောင်းမလေးရဲ့အဖေကမရပဲ ဂျာရီယာအာဖဂန်ကောင်ယူပြီးတော့အာဖဂန်နစ္စနယ်ကိုလစ်သွားပြန်တယ်။ကုံမလေးကိုသွားကြည့်ပြန်တော့လေမြစ်ထဲမှာကြောက်တုံးဆယ်တဲ့လှုပ်လှုပ်ရင်းတုံတုံရင်ရင်လေးကုံမလေးဖေဟာဆောက်လို့ရေးအလုပ်ရှင်စီမှာပတ်စံလာချီးတယ်။သူအာဖဂန်နစ္စနယ်ကိုမဖြစ်မနေပြန်ရတော့မယ်။ငွေလိုတယ်ပေါ့။ချီးလို့ကမရဘူး။ဇလိုက်ကျော်အီရန်ကအဲ့ဒီဖြစ်ပျက်ကိုတီးသွားတော့ကူညီတရားပတ်စံကလည်းသူ့မှာမရှိတော့ဘူး။ဘာလုပ်တယ်လဲဆိုတော့သူ့အီရန်မတ်ပုံတွေကိုတွားအောင်ပလိုက်တယ် ရတဲ့ပစံကိုကောင်မလေးအဖေကိုကူညီပါတယ်ဆိုပြီးလက်ထဲထည့်ပေးလိုက်တယ်။နောက်တနေ့မနက်မှာကောင်မလေးတို့မိသားစုဟာအာဖဂန်နစ္စတန်ကိုပြန်ဖို့ပြင်ပြီးမိုးမြူမုန်နေကြတဲ့လော်ရီကားပေါ်ကိုအိုးတွေခွက်တွေပုံးတွေပလုံးတွေတင်းနေကြတဲ့နေရာမှာဇက်လိုက်ကျော်အီရန်ကောင်ဟာဝင်ပြီးကုတယ်။ကောင်မလေးလက်ထဲကရှင်းအောင်နဲ့ထည့်ထားတဲ့ဟင်းချက်စရာပစ္စည်းလေးတွေလွတ်ကျသွားတယ်။အီရန်ကောင်ကပြန်ကူကောက်ပြီးတယ်။ခန်းကျင်သည့်နီယောင်ကလေးတွေကျက်သွန်နီးတွေကျက်သွန်ဖြူတွေ အတူတူအကောင့်ကြရင်းနဲ့လက်ချင်းစုံလူနီးပါဖြစ်ဖြစ်သွားရကမော့ကြည့်တယ်။နှစ်ယောက်သားအကြည့်ချင်းစုံတယ်။မျက်လုံးချင်းချစ်နေကြတယ်။တစ်စက္ကန့်နှစ်စက္ကန့်ပစ္စည်းတွေကောက်လို့ပြီးတယ်။ကော်မလီကမျက်နှာကိုဝှက်နဲ့ကာပလိုက်တယ်။ချင်းအောင်လေးဆွဲလို့ကားပေါ်အပြည့်လေးတက်တယ်။ဘောအိုင်ထဲကိုခြေတစ်ဖက်နှစ်ပြီးဖနလေးကျွအကျန်းအီဂျင်ကောင်ကပြေးရပြီးဘောထဲကဖနလေးကိုဆွဲထုတ်ပြီးနေတဲ့ရွှွန့်နေကိုလက်နဲ့တတ်ချပြီးကော်မလီကိုစီးပြီးတယ်။ ကောင်မလေးကကားပေါ်တက်တယ်။လော်ဒီကစုံကြီးကထွက်ခွာသွားခဲ့တယ်။အီရန်ကောင်ကငုံငုံကြီးရက်လို့ခုနကောင်မလေးခြံသွားခဲ့တဲ့ပွက်ထဲရဖနှက်ရလေးကိုငေးလို့အဲ့ဒီအချိန်မှာမိုးရီကတဝေါ်ဝေါ်ကြလာတယ်။ခြေရလေးပေါ်မှာမိုးပုတ်တယ်။ဇလိုက်ကျော်ကပြုံးပြီးခြေရလေးကိုငေးနေခဲ့တယ်။ဇလန်းလေးကဒါပါပဲ။အရှိဇလန်းနဲ့ဗျာချစ်တယ်လို့တခွန်းမှပြောမသွားခဲ့ဘူး။ အလုတ်ထဲမှာအတ္တကြီးပြီးကြွားလိုက်တဲ့အီရန်ကောင်ဟာကောင်မလေးကိုမိန်ကလေးမှန်တီသွားတဲ့နေ့မှာအင်မတန်ညစ်ပေပွားနေတဲ့ဆောက်လို့ရေလုံထဲကိုပေါင်းမီအစ်တတွေဘာတွေဝစ်လာပြီးရှိုးတွေများပြတဲ့အခါကျွန်တော်ရည်ကျင်မိခဲ့တယ်အလုတ်ကိုလောက်ဝကတွေဝင်ဖမ်းတော့ကောင်မလေးကိုပြေးခိုင်းပြီးရေတွေကိုခြေသလုံးဖက်ဒီရွတ်တိုက်ဘာတွေထိတားဖို့ကြိုးစားတဲ့အဲ့ဒီကောင်ကိုကျွန်တော်သနာခဲ့တယ်မြစ်ထဲကကြောင်တုံးတွေကိုဆဲပြီးပြင်းမှန်းစင်ရည်ကြီးစွာအလုတ်လုံနေရတဲ့ကောင်မလေးကိုတွန်းငေးကြည့် တေတီဟုကြည်ခွေရတဲ့ကောင်ကောင်မလေးဘွားအစင်မပြေတဲ့အခါသူတက်နိုင်တဲ့လောက်ကူညီဖို့ကြိုးစားရှာတယ်။ကြီးရဲ့ပတ်စံတွေပြောင်းသွားတဲ့အခါသူ့ဘဝပြတ်သွားနိုင်တဲ့အထိရှောက်လုပ်ပြတယ်။မပုံနေသွားရောင်းစားပြီးရလာတဲ့ပတ်စံကိုသွားပေးပြတာမျိုးဘလို့မိုင်မဲလိုက်တယ်လေ။အဲ့ဒီဟာတွေတော့သူပြန်ရလိုက်တာက ပြုတ်ကျသွားတဲ့ခဲညင့်သည့်အနီရောင်ကလေးတွေအတူတူကောက်စင်ကကောင်မလေးကြည်သွားတဲ့အကြည်ကလေးတစ်ချက်ပဲတဲ့။ နှခမ်းချင်းစုံတန်းတာနေမပါဘူး။လိန်ပြခွက်ဒီမပါဘူး။ရုပ်စွာစုံစကားတော်ကောင်းကောင်းမပြောဘူးလိုက်ဘူး။ဒါပေမဲ့မောင်ပါပီတိလိုက်တာကချစ်ချင်းမြတ်တာနဲ့ပတ်သက်လာရင်ဘာသာလူမျိုးယဉ်ကျေးမှုဘလို့ကွဲပြားကြပါစေ။လူရီယာတော်မိုင်မဲကြတယ်ဆိုတာပဲ။ဇလွန်းဆုံးတော့မောင်ပါပီမျက်ရည်ကြတယ်။လက်ခုံနဲ့ပုတ်ပြီးမျက်ရည်တော့မောင်ပါကြီးတော်ကြီးတွေကတန်တော်ရဲ့ဟဲ့ နေစကားဘာရင်မမသိတဲ့ဟာနေကဘာပြုလို့ငိုနေရတာတော့တဲ့ဇက်လိုက်ကလားလေဥတီဦးကြောင့်နေတဲ့သူတို့ဘာမှ ပြင်မပြောခဲ့ဘူးအိမ်ကနေဝင်းနေမိပိတ်တယ်အိမ်ရပေါ်မှာတလူလူတလိမ့်လိမ့်နေစိကလက်တလိမ့်ဖွာရင်တွေးတယ် တကယ်တော့ချစ်ချင်းမြတ်တာဆိုတာခဲညင်ဒီကလေးတွေတစ်ခါတော့အတူကောက်ဖူးတာလည်းဖြစ်နိုင်တာပဲငါလူဖြစ်ရတာတန်သွားခဲ့ပြန်ပြီလို့ဟုတ်ကဲ့ပြီးပါပြီ